အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါအခုပြောမဲ့တဲ့တင်နားထောင်ရင်လည်းဘယ်နိုင်ငံနဲ့တူတယ်လဲလို့ပြည်သက်တွေစဉ်းစားမိမလားမသိပါဘူး။တန်ဇန်နီးယားနိုင်ငံမှာဗုဒ္ဓဟူးနေ့ကအထွေထွေရေကောက်ပွဲအပြီး၃ရက်သာဆင့်ကျင်ဆန္ဒပြပွဲတွေအတွင်းမှာလူပေါင်းရာနဲ့ချီတိုက်စုံခဲ့ရတယ်လို့နိုင်ငံရဲ့အကြီးအကဲအတိုက်ခံပါတီကပြောပါရီ။ တနိုင်ငံလုံးမှာအင်တာနက်တွေဖြတ်တောက်ထားတာကြောင့်လေလူဘလောက်တည်တယ်ဆိုတာကိုဂင်ကနဲတွေအတီပြူဖို့ခက်ခဲနေတယ်လို့ BBC ကပြောပါတယ်။အတိုက်အခံ Chat မှာပါတီကတော့ AFP သတင်းဌာနကိုလှုပ်ချုံရေးတပ်ဖွဲ့တွေနဲ့တိုက်ခိုက်ကြလို့လူပေါင်း900လောက်တည်တယ်လို့ပြောပါတယ်။စနပြပွဲတွေမှာအဓိကပါဝင်တာက လူငယ်တွေဖြစ်ပြီးရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးဆိုပြီးနိုင်ငံအနှံ့ကမြို့တွေမှာစနပြနေကြတာဖြစ်ပါတယ် ဆန္ဒပြသူတွေဟာအဓိကအတိုက်ခံခေါင်းဆောင်တယောက်တယောက်ကိုထောင်ထဲထည့်ထားပြီးတယောက်ကိုတော့လှုပ်ထုပ်လှုပ်နှီးတွေနဲ့ပယ်ထားခဲ့တာကြောင့်ဒီမိုကရေစီနဲ့မကိုက်ညီဘူးလို့စွပ်စွဲကြပါတယ်ဒီလိုဆန္ဒပြပွဲတွေထိခိုက်သေးဆုံးမှုတွေကြားကပဲတမရဖြစ်တဲ့ဆာမီယာဆူလူဟူဟာပဇန်ကတန်ဇန်နီးယားတမရရွေးကောက်ပွဲ အောင်နိုင်သူအဖြစ်ကြေညာပါတယ်ရွေးကောက်ပွဲကော်မရှင်ကဆာမီယာဟာဆန္ဒမဲ68ရာခိုင်နှုန်းနဲ့တောက်ပြိုကမ်းပြိုအနိုင်ရသွားတယ်လို့ကြေညာခဲ့ပါတယ်